ဲမျိုးတွေအားလုံးပဲမင်္ဂလာပါအောင်မြင် YouTube channel ရကျေးဇူးပါတယ်ကဲပြီးခဲ့တဲ့ဘက်ကတော့ပြီးသွားခဲ့ပြီဆိုတော့ကျွန်တော်လာမဲ့ပတ်အတွက်ကိုပေါ့နော်လာမဲ့ပတ်အတွက်ကိုကျွန်တော်အခွေပေါ့နော်အခွေလေးနဲ့နောက်ထပ်ပြန်ကြကနန်းလေးစိုက်ရှိတာလေးချက်တင်ပေးမယ်ပေါ့နော်ချက်ကြော်ညာလေးကြည့်ပြီးပေါ့နော်ကျွန်တော်တို့မိတ်ဆွေကြီးကျွန်တော်ဒီငွေတိုးအောင်လက်ကြီးအိတ်မှာဆိုလို့ရှင်နော်ကျွန်တော်တို့မနက်ညကိုပုံမှန်တိုင်းမနက်ကောညကို ျွန်တော်2ဒီကိုအစ60နဲ့ကျွန်တော်ရှိမှာမိတ်ဆွေကစားနေတဲ့မိတ်ဆွေဆို8လလောက်ရှိပြီပေါ့နော်ဝေးကြီးရလဲကျွန်တော်ကိုယ်တိုင်အမခံပြီးထားတဲ့အတွက်အမှန်တော့ကစားလို့ရတယ်နောက်ထပ်တစ်ခုကျွန်တော်တို့ဘယ်မှာမှဒီမှာနိုင်ငံလုံးမှာဘယ်တိုင်မှမမရှိရဲ့ကျွန်တော်သိရတဲ့မှာတော့ဒီအစတရားပြီးတာတာမရှိဘူးဗျာဒါပေမဲ့ကျွန်တော်တို့ဒီဘက်မှာကျွန်တော်ကိုးလေးကိုကိုးလေးလို့ပြန်ထွက်လာတဲ့အတွက် ျွန်တော်တို့အဲ့လိုမနဲ့ညပေါ့နော်။ဒါမှမဟုတ်ညမနဲ့အဲ့လိုမျိုးဒဲပြန်ကြနော်။အာလို့တော့မရဘူး။94လို49လို့ထွက်ရင်တော့ပုံမှန်တိုင်းအဆ90ပဲပေါ့နော်။တကယ်လို့6လေးကို6လေးပြန်ထွက်တယ်။အခုတောက်ကြလို့ဟာမျိုးဆို10ကို10လို့13 9ကို13 9လို့ပြန်ထွက်လာတဲ့အတွက်ဘယ်မှမမရတဲ့အဆတရားရမှာဗျာ။အဆတရားဆိုရင်မျိုးစီတို့အဆ80နဲ့ဆိုအများကြီးကွာသွားပြီပေါ့နော်။အဲ့မှာနေကျွန်တော်တို့အစာ60ဆိုပုံမှန်လို့ရင်ကျွန်တော်တို့ဟို9000ဘူးပောက်တယ်ဆိုလို့ရှင်ကျွန်တော်၄သိန်းရမယ့်နေရာမှာ အစတရာဖြစ်သွားတဲ့အတွက်မရှိဘူးငါးသိန်းဖြစ်သွားပြီဗျာငွေမောက်ကအရန်กว่าပါတယ်ပုံမှန်တိုင်းဆိုရင်လည်းသူကအစ90ငွေကြီးရလည်းစိတ်ချရတယ်အဲ့မှာဒီထဲမှာကျွန်တော်တို့ Viber နံပါတ်ပေါ့နော် Viber နံပါတ်ကိုကီဘီဝီရောကျွန်တော်တို့နံပါတ်ဟိုပါပေါ့နော်အကုန်လုံးထည့်ပေးထားတယ်ဒီနံပါတ်တစ်ခုလေးပဲ Viber လည်းဒါပဲကီဘီဝီလည်းဒီနံပါတ်ပဲနော် Token တွေနေစံနံပါတ်နဲ့အဲ့မှာကျွန်တော်အမျိုးကြီးသွားပြီးတော့ကစားလို့ရတယ်နော်ကျွန်တော်ရှီက ဟိုမိတ်ဆွေတွေလည်းကစားနေကြတဲ့လူတွေအများကြီးပဲเนาะကျွန်တော်တို့ပြီးခဲ့တဲ့ကိုလီတော့ငါလည်းတိန်းတိန်းကနန်းဘူးလောက်ပေါက်သီးပါတယ်ဗျာဒီဒီ10တုံးကလည်းအခု10မှာလည်း5000ဘူးလောက်တော့ပါတယ်ဗောနော်အဲ့ဒါတွေဒီဘုံအစတရားနဲ့ကျော်ပြီးတာဖြစ်ပါတယ်ဗောနော်အဲ့ဒါလေးကိုတစ်ချက်ကြီးညာပြီးတာဟောမိတ်ဆွေယုံကြည်နေသွားကစားလို့ရတယ်ဗောနော်ပြီးခဲ့တဲ့အပတ်ကကျွန်တော်တို့ပြတ်ပင်မရှိကြတဲ့အဓိကကဗျာထွက်မသွားဘူးထွက်သွားတယ်ဆိုတာထက်တာကျွန်တော်တို့ ဒီတကယ်မှန်နေတယ်ခဏနေနေနဲ့အကွက်နေနေနဲ့မှန်နေရဲ့ frame တခုပြတ်သွားတယ်ဆိုတော့ဗျာဟုတ်ဗျာကျွန်တော်ဒီကောင်20ရ20ထွက်တယ်ဗျာကျွန်တော်ဒီမှာ3 1 3 1ထွက်တယ်ကျွန်တော်2 4ဒီမှာတကွက်သေးရှိတာအောင်ထွက်ပြီးရေဗောနော်2 4 5 4 5နှစ်က5နှစ်လို့ထွက်တယ်8 4 8ထွက်တယ်ကျွန်တော်ဒီမှာ4 3 4 3ထွက်တယ်1 3 1 3ထွက်တယ်ကျွန်တော်တို့ဒီမှာ53 53ထွက်တယ်ဒီမှာကျွန်တော်တို့ဒီခုံခုံနဲ့6 6ကမထွက်တော့ဘူးဒါပေမဲ့လို့ကျွန်တော်တို့ လာမယ့်ပတ်မှာဒီလိုတနင်္လာနေ့တရက်လောက်တော့ထိုးတဲ့တယ်တယ်ဒီမှာသူတနင်္လာနေ့ထွက်သွားတာဒါပေမဲ့ကျွန်တော်ကတော့နှစ်ရက်အတွင်းဖြစ်တဲ့အတွက်ဒီမှာပိတ်ရခံတဲ့အတွက်တရက်နှစ်ရက်ဆိုပြီးရိုးပဲယူလိုက်တာပေါ့နော်ဒါပေမဲ့ဒီလိုရမျိုးကထွက်လာရင်လေဒီ frame ကတန်ဖို့ရှိရပဲကလန်းကနှစ်ခွက်ကိုတော့တော့ခွက်ကအပူဖြစ်နေတဲ့အတွက်ဒါမျိုးလေးတော့ထည့်ပြီးတနင်္လာနေ့ဒီတရက်တော့ကျွန်တော်ကစားတဲ့လို့ထင်တာပေါ့နော်အဲ့ဒါလေးပြီးတော့ကျွန်တော်တစ်ချက်ပြပေးမယ်ဒီမှာကျွန်တော်တို့အဲ့လို ဒီလိုကျွန်တော်တို့ဗုဒ္ဓဘူးမှာမလက်ညပြန်ကြတယ်ဖြစ်တာပြီဆိုရင်သူ့ရဲ့ဒီအပေါ်ကပေါ့နော်ကျွန်တော်တို့ဒီ2409ဆိုတဲ့အခွေကကျွန်တော်တို့ကတော့39ဆိုပြီးထွက်တယ်ပေါ့နော်ဒီမှာဆိုရင်3930ဆိုတဲ့အခွေက31လို့ထွက်တယ်ဒီမှာဆိုရင်23ဆိုတဲ့အခွေကကျွန်တော်တို့233ရောက်ထွက်တယ်ပေါ့နော်ဒီမှာဆိုရင်3089ဆိုတဲ့အခွေက33လို့ထွက်တယ် ဒီမှာဆိုရင်ကျွန်တော်တို့ဒီကောင်ဆိုလို့ရှင်ဗျာခွန်ခွန်တစ်လုံးနဲ့ဗျာတစ်ခွက်သေးပဲဒါပေမဲ့အဲ့ကောင်ခွန်ခွန်ဆိုပြီးထွက်လာတယ်ဗောနော်တကယ်သူကလုံးဝကိုပြက်ပြက်မရှိရင်လို့ဗောနော်ဒီမှာဆိုလို့ရှင်4 6 8ဆိုရယ်ဒီက3လုံးခွေလေးထွက်တယ်ဗောနော်4 8ဆိုပြီးထွက်ပြီးရယ်ကျွန်တော်တို့ဒီမှာဆိုရင်နှစ်30ဆိုရယ်ခွေကကျွန်တော်တို့30လို့ထွက်တယ်ဒီမှာဆိုရင်1 4 5ဆိုရက်အခုရကျွန်တော်တို့9 5လို့ထွက်တယ်အဲ့တော့ကျွန်တော်တို့ ကျွန်တော်ဒါဒီလာမဲ့အပတ်အတွက်ကိုကျွန်တော်တို့မှာဒီ2859ဆိုရဲအခွေပေါ့နော်အဲ2859ဆိုရဲအခွေကကျွန်တော်လာမဲ့ဘက်အတွက်မှာကစားလို့ရတယ်2859ဆိုရဲအခွေပေါ့နော် ဲ့ခွေလေးကလာမဲ့ပတ်ထဲမှာကျွန်တော်တို့ကစားလို့ရတယ်ပုံမှန်ဆိုရင်တော့ဒီလေးလုံးခွေကိုကျွန်တော်မမမပေးနေတဲ့၃လုံးခွေတဲကနေကျွန်တော်လိုပြီးပေးတယ်ဗျာပုံမှန်ဆိုလို့ရှိရင်ဒါပေမဲ့ဒီဘက်ကသူ့ရဲ့လေးလုံးခွေ free size ရှိလို့ကိုကျွန်တော်တို့ကလေးလုံးခွေပေးပြရပါတော့။အဲဒီလေးလုံးခွေ2859ဆိုရအခွေလေးရှိမှာပေါ့နော်။အဲကောင်လေးရှိမှာကျွန်တော်တို့ ပြီးတော့လို့ရှိရင်နောက်ထပ်ဒါလေးကလည်းသူကတောက်လျှောက်ပြက်ပင်မရှိဘူးနှစ်ပင်လေးပင်၆ပင်၈ပင်ဒါ၉ပင်မြောက်ပေါ့နော်ပြက်ပင်မရှိဘူးနောက်ပြီးတော့အဲ့ဒါဒါလေးပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာနောက်ထပ်ပြန်ကြဒီပြန်ကြ friend ဒီကောင်လေးထုံဒီလကောင်မယ်ကျွန်တော်တို့ဒီမှာ၄၄၄၁၉၁၉၅၃၅၃အဲ့လိုမျိုးဖြစ်ထားတဲ့ပြန်ကဒီကောင်လေးဒီမှာ30 30တောက်ချာနေမှာဖြစ်ထားတဲ့ frame မှာဆိုရင်လည်းပဲသူကကျွန်တော်တို့ ဒီမှာပုံမှန်ထွက်ပြီးနေဒီကနန်းပေါ့နော်ဒီဖြစ်ထားတဲ့ဒီကောင်တင်းနေတာကနေကြာလာပြီးဒီပေါ့နော်ဒီကနန်းလေးကနေပြီးတော့တကွက်ဒီ52ပေါ့နော်ဒီထဲမှာဆိုရင်တော့ဒါ52ဒီ92ကကျွန်တော်ဒီမှာ92လို့ထွက်တယ်ဒီမှာဆိုရင်ကျွန်တော်တို့ခွန်ခွန်နဲ့ဒီမှာခွန်ခွန်နဲ့56ပေါ့နော်အဲ့ကောင်ကကျွန်တော်တို့ဒီမှာခွန်ခွန်နဲ့96ဆိုပြီးတော့ထွက်တယ်ဒီမှာဆိုရင်လေးလေးနဲ့6လေးပေါ့နော် လေးလေးနဲ့6နှစ်ဆိုတော့ကျွန်တော်6နှစ်ကကျွန်တော်44ရဲ့ဆိုပြီးတော့ကျွန်တော်လေးလေး6နှစ်ဆိုပြီးထွက်တယ်ဒီမှာဆိုရင်13ဆိုတဲ့ကလေးကတော့13လို့ထွက်တယ်ပြီးသွားလို့ရှိရင်ဒီကောင်းဆိုရင်ကျွန်တော်ဒီမှာ300တောင်ပိတ်လာတာဗျအဲ့ဒါကိုဒီအားကြီးထွက်သွားတယ်နော်နှစ်နှစ်ရဲ့ ခွန်6ရယ်5ရယ်ဆိုပြီးတော့ကျွန်တော်ဒီမှာကဏ္ဍ3ခွက်တော့ထွက်သွားတယ်ဗောနော်ဒီမှာလည်းထွန်လို့ရအောင်မယ်ကဏ္ဍ3ခွက်ကျွန်တော်20တခွက်ထွက်တယ်58တခွက်ထွက်တယ်58ဆိုပြီးတော့ကျွန်တော်ကဏ္ဍ3ခွက်ထွက်တယ်ဖြစ်ကျင်လာသူကဒီတပင်ပြတ်ထားတယ်ဗောနော်ဒီတပင်ပြတ်ထားတယ်ဒီကောင်းမှမထွက်လာဘူးမနေနဲ့ပြတ်သွားတယ်ဗောနော်ပြတ်ပြင်ဖြစ်သွားတယ်ထွက်မထားဘူးဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီမှာနောက်တစ်ချိန်မှသူပြန်မှန်လာတယ် နောက်တစ်ချိန်မှာဒီကျွန်တော်တို့ဒီ90ဆိုရဲဒီ90ဆိုရဲခဏတော့90လို့ထွက်သွားတယ်အဲ့တော့ကျွန်တော်တို့ဒီပင်ဟိုကတော့ကျွန်တော်တို့ပြန်ဒီပင်ကစောင့်ကြည့်ရမယ်နေတာပေါ့နော်ဒီကောင်မှမှန်လာတဲ့အတွက်ဒီမှာပြန်သုံးလို့ရတယ်အဲ့လိုသုံးမယ်ဆိုရင်လည်းကျွန်တော်တို့မှာတင်းနံနေပိတ်ထားတာဖြစ်တဲ့အတွက်သုံးရက်စာကဏန်း6ခွက်ပဲရှိရပေါ့နော်အဲ့ဒါကြောင့်မို့ကဏန်းနေဒီတိုင်းအခုမှ၄ရက်စာဆိုရင်10ကိုကဏန်း ဥပမာ၈ကွက်ဆိုလို့ချင်းကျွန်တော်အားလိုက်ရင်ကတန်းအရင်များသွားလိမ့်မယ်ဒီမှာဆိုလို့ရှင်တော့၁၂ကွက်ဖြစ်သွားမှာပေါ့နော်ဒါတော့၃ရက်စာအဲ့တော့ကျွန်တော်တို့ဒီ၃ရက်စာအတွက်ကိုကျွန်တော်တို့ဒီကနန်း၆ကွက်ပေါ့နော်ဒီကနန်း၆ကွက်ကကျွန်တော်တို့ main နေနဲ့ကစားရမယ်ပေါ့နော်ဒါဘယ်ကနန်းက main ဆိုတာတော့ကျွန်တော်တိတိကျကျတော့မရွေးရသေးဘူးဗျာဒီ frame နေသားတွေကတိကျဒါပေမဲ့ဒါတွေကကျွန်တော် ဟိုထွက်ပြေးနေတာလေးတွေ့ဘူးเนาะသူသူ့ရဲ့ပြက်ပင်ဆိုတာလည်းဒီမှာပြက်သွားတယ်ဒါပေမဲ့ပြန်မှန်ထားတာဖြစ်လို့ကျွန်တော်တို့သုံးလို့ရတယ်ဗောနော်ဒီပြန်ကြနှစ်သုံးရှစ်ကိုပြောမှဆိုအော်ဒီကောင်သူတို့ရှင်ကျွန်တော်6ကွက်တော့ဘူးကနန်း5ကွက်ပဲရှိတယ်10ကွက်စာဘူးเนาะကျွန်တော်ဒီမှာ23ရဲ့ကျွန်တော်တို့83ရဲ့94ရဲ့95ရဲ့62ကဲဆိုပြီးတော့ဒါပဲရှိမှာဗောနော်ဒီမှာ6လေးကထပ်သွားတာဆိုတော့ ဘလို့ပဲဖြစ်ကနန်း၅ခွက်စာပဲရှိရဲအဲ့ဒါကစားမယ်ဆိုလေကစားလို့ရတယ်ဗောနော်အဲ့ဘက်မှာကျွန်တော်ကျွန်တော်မြန်မာဝင်မဲ့မိတ်ဆွေတွေကကျွန်တော်ဇီရိုဘာနဲ့ကျွန်တော်တယ်လီဂရမ်ဗောနော်အဲ့တယ်လီဂရမ်ကနေပြီးတော့လာဆက်သွယ်လို့ရတယ်ကျွန်တော်တို့တတောင်းချက်ပေါ့နော်တတောင်းချက်နဲ့အခုဘက်မှာကျွန်တော်ပေးမဲ့ခွန်ကဘရိတ်မပေးဘူးတချို့ဘရိတ်တီးနာကစားတဲ့မိတ်ဆွေတွေဆိုရင်တော့ဒီဘက်မှာလာမဝင်ပါနဲ့ဘရိတ် ဒီဘက်ထမကျွန်တော် break ပြီးဖို့မရှိဘူးကျွန်တော်တို့ရှေ့မှာရထားခဲ့တဲ့ဟာပေါ့နော်၃လုံးခွေပေါ့နော်အဲ့ free cycle ကပြန်ဝင်လာတဲ့အတွက်အဲ့၃လုံးခွေတစ်ခွေနဲ့ကျွန်တော်တို့ပြက်ပြင်းမရှိတာပေါ့နော်အဲ့၃လုံးအဲ့၃လုံးခွေတစ်ခွေနဲ့အထူးမွေး၃ခွက်အထူးမွေး၃ခွက်ပေါ့နော်အထူးမွေး၃ခွက်အဲ့ကောင်နဲ့ပဲကျွန်တော်ဒီဘက်ထမမမခေါ်မှာပေါ့နော်အဲ့နှစ်ကပ်ပဲထုံမှာဖြစ်ပါတယ်နှစ်ကပ်ပေါ့နော်အဲ့နှစ်ကပ်ပဲထုံမှာဖြစ်ပါတယ်အဲ့ဒါကိုတကယ်လို့ မမဝင်မဲ့မိတ်ဆွေတွေကကျွန်တော်ပြောထားတဲ့အတိုင်းပဲဒီဖုန်းနံပါတ်ကနေပြီးတော့တထောင်ကျန်နဲ့လာပြီးတော့ဒီ Viber Telegram ကနေပြီးတော့လာပြီးတော့ငွေလွှဲနံပါတ်လာတောင်းပါနော်ဒီဖုန်းနံပါတ်ကငွေလွှဲနံပါတ်မဟုတ်တာ Viber Telegram နံပါတ်ပေါ့နော် 285ခုဆိုတဲ့အခွေရေကျွန်တော်ပြီးတော့ဒီဘက်ကပြန်ကြ9ခွက်ပဲဗောနော်အဲ့ဒါလေးရှိမြဲတကယ်လို့မမမဝင်နိုင်ဘူးကိုကတော့အနည်းပဲထိုးတယ်ဆိုရင်မိတ်ဆွေတွေကဒါလေးတွေတိုက်ထိုးလို့ရရယ်ဗောနော်တို့တွေအားလုံးပဲအောင်မြင်ကြကောင်းကြပါစေနော်